မြင်လာပါမာဖူဒီဗျူဖိုင်လေးမှာတော့ဒီလိုအုံမိုင်းနေပေါ်မှာစာရင်းရေးတဲ့နေကိုပြောပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ SD ပေါ်မှာစာရင်းမှာဖြစ်တဲ့အတွက် Esther လို့ခေါ်ပါတယ်။ Esther ရဲ့ comment က e test ဖြစ်ပါတယ်။အဲ့တော့ e test enter ကိုရေးခြင်းနဲ့အုံမိုင်းကို select မှတ်ပါမယ်။ပြီးရင်မတော့ဒီ SLine test workshop create ဆိုတဲ့ poster လာပါမယ်။အဲ့မှာမတော့ ဒီတက်ဆိုရနောက်ကဘောက်စလီရဲ့မာကိုရေးချင်တဲ့စာကိုရိုက်ထည့်ပေးရပါမယ်။အဲဒီနောက်မှာဒီမှာအမရေးချက်ရာရှိပါတယ်။ဒီကဒါလေးရေးတင်ရပါနော်။ left right face center စာကေပေါ်မှာရေးရရင်စာကေရဲ့အောက်မှာရေးရရင်ဆိုပြီးတော့ဒါမျိုးလေး option လေးရွေးထားရပါမယ်။ပြထားပါတယ်။အဲ့တော့မာပထမဆုံး left လို့ပဲပေးလိုက်မယ်။ပြီးရင်ဒီမှာမအောင်စာရေးမယ်ဆိုရင် test time မှာတော့ချင်းကြည့်ရင်တော့ရပါတယ်။ဒီမှာဒီမှာလေးကိုကြိုက်တဲ့ တက်စတိုင်ကိုကိုကျိုင်းနေတဲ့တယ်ဟာလာပြီးတော့ချိန်ပြီးလို့ရပါတယ်ကျွန်တော်တော့တိုင်းမျိုးရမယ်လို့ပဲပြန်ထားလိုက်မယ်ပြီးရင်ကာလာကလည်းကိုကျိုင်းနေတဲ့တဲ့ကာလာတစ်ခါလေးပြီးခဲ့လို့ရပါတယ်ပြီးတော့ဒီရောက်က property box လေးဒီမှာတက်စ height တရာကိုအဆင်ပြေရဲ့ distance လေးပြီးလို့ရပါတယ်ဒီမှာတော့0.5 width factor လေး0.5လို့ပြီးလိုက်မယ်ဒီကဒီမှာ offset from s offset from s ရာကဘာလို့ဆိုရလဲဆိုရင် S ကနေ offset block ခွာမှာလဲလို့သူကမေးတာပါ S ကနေပြီးတော့ offset ခွာမယ်ဆိုရင်ဒီ S ပေါ်မှာ S နဲ့စာနဲ့ကကပ်ပြီးတော့ထိမနေတော့ပဲအပေါ်ကိုပြလိုက်တဲ့ distance တိုင်းဟို offset ပြသမှာပဲဖြစ်ပါတယ်အမဒီမှာ offset ကိုလည်း5လို့ပြခဲ့လိုက်ပါမယ်0.5ပေါ့ပြီးရင် okay လို့ပြလိုက်ပါမယ်ဒါဆိုရင်ဒီမှာ test ဒီ test ကစာလေးကဒီ offset ဖြစ်ထားတယ်ဒီ S ရဲ့ အဝမရဲ့ Wi-Fi အကွာအဝေးမှာလာပြီးတော့ပေါ်နေမှာပဲဖြစ်ပါတယ်။ဒါက offset ပြီးခဲ့လို့ပါ။အဲတော့ပြန်ခေါ်ကြည့်မယ်။ ADHD test and ဒီမှာမတ်ဒီက right လို့ပြီးလိုက်မယ်။ပြီးရင်ကိုရေးခြင်းနဲ့စာရေးမယ်။ကာလာလည်းချိန်မယ်။ကိုလိုချင်တဲ့ style ပြောင်းမယ်။ဒီမှာမတ်က right လို့ရေးခဲ့တဲ့အတွက်ကြောင့်မလို့ offset from left ဆိုတာလေးနှိမ်သွားပြီးရော offset from right ဆိုတာလေးက option လေးပေးထားပါတယ်အဲ့တော့မကညာဘက်ကနေစရည်မှာဖြစ်တယ်ညာဘက်ကနေဘလောက်ခွာမှာလဲလို့မေးရအဲ့တော့မညာဘက်ကနေ5.5ခွာမယ်လို့ပြောလိုက်မယ်ပြီးတော့ဒီအဝန်းမိုင်းကနေအပေါ် offset မခွာတော့ဘူးအဝန်းမိုင်းအပေါ်မှာရေးကျင်တာဖြစ်တဲ့အတွက်0လို့ပေးခဲ့လိုက်မယ်ပြီးရင် okay ဒါဆိုရင် right လို့ရွေးခဲ့တဲ့အတွက်ညာဘက်မှာပေါ်တယ်ဒီ right ကနေ offset က5.5ခွာထားတဲ့အတွက်5.5အကွာကနေစပြီးစသည်ပေါ်ပြီးရပြီးတော့ ဒီ S ကနေ offset ခွာမထားတဲ့အတွက် S နဲ့စာနဲ့ထိနေရပဲဖြစ်ပါတယ်။ဒါက left and right လေးကိုရွေးပြရပါ။နောက်တစ်ခုက PDHD enter one by ကိုဆက်လက်မယ်။ဒီ box ချလိုက်ဆိုရင်ဒီကမှာတော့ fit လို့ရွေးပြလိုက်မယ်။ပြီးရင်ကိုရေးကျင်တဲ့စာလိုက်ထည့်ပါမယ်။ပြီးရင်ဒီမှာ color ကိုလိုချင်တဲ့ color ချိန်မယ်။ test height ကို1လို့ထားလိုက်မယ် width factor ကလည်း5ထားလိုက်မယ် offset from x ကို0လို့ပဲထားလိုက်မယ်မှာ fit လို့ပြောခဲ့တဲ့အတွက်ဒီမှာလည်းပဲဘယ်နဲ့ညာနှစ်ခုရှိမယ်ဘယ်ကနေဘယ်လောက်ခွာမလဲညာကနေဘယ်လောက် offset ခွာမလဲဆိုတာကိုမေးထားရဲကိုခွာခြင်းရဲ့ distance အတိုင်းဒီမှာရိုက်ထည့်ပေးရပါအဲ့တော့မှာညညာ point 2c ခွာမယ်လို့ပြောလိုက်ပါမယ်ပြီးရင် okay ဒါဆိုရင်ဒီ left for right ကနေ point 2 quarry offset မှာစာရေးရေးပြီးတယ် s ကနေတော့ mar offset ပြင်မထားတဲ့အတွက်စာနဲ့ s လေးနဲ့ကလာပြီးတော့ထိနေမှာဖြစ်တယ် b of it ရေးခဲ့တဲ့အတွက်အညီအမျှစာကို one line ပေါ်မှာစီပြီးတူရေးပြီးသွားတာပဲဖြစ်ပါတယ်နောက်တစ်ခု ethd a dash ဒီ one line ပေါ်မှာရေးမယ် mar center လို့ပေးခဲ့လိုက်မယ်စာရေးမယ်ဒီမှာ ီတက်ဆိုက်တွေဝက်ဖက်တာတွေ offset ပြတာတွေကကိုကြိုက်နေတတ်တယ်ကိုစင်ပြီးမဲ့ distance ကို option ပေးပြီး okay ပေးလိုက်ပါဒါဆိုရင်အဲ့ဒီဝမရဲ့အလေမှာကိုရေးခဲ့တဲ့စာလေးတွေကိုလာပေါ်ပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုက ADHD ADS ဒီဝမ်ပိုင်းမှာရေးမယ်လို့ပြောလိုက်မယ်ဒီရင်မာရတီပုံလေးတစ်ခုရှိရယ်ဒါကအဝမ်းမရဲ့အပေါ်မှာစာအုပ်ရေးတာဒါလေးကိုရွေးလိုက်မယ် ပြီးရင်မောက်စာရေးမယ်။ပြီးရင်ဒီ distance နေရာကိုစင်ပြီးမဲ့ distance ကိုပေးမယ်။ပြီးရင် okay ။ဒါဆိုရင်ဒီအဝမရဲ့အပေါ်မှာစာရေးမယ်ဆိုတဲ့ comment option လေးဖြစ်ပါတယ်။နောက်တစ်ခု ADHD and object ကို select မယ်။အဝမရဲ့အောက်မှာရေးမယ်လို့ပြောလိုက်မယ်။ပြီးရင်စာရေးမယ်။ okay ဒါဆိုရင်အဝမရဲ့အတွင်းပေါ့နော် ဒီဒီလိုအဝမရဲ့အတွင်းမှာစာလာပေါ်လာပဲဖြစ်ပါတယ်။အဲ့တော့ဒါအပေါ်အောက်ဆိုတာတဲ့ပေါ့နော်။အဝမရဲ့အတွင်းအဝမရဲ့အပြင်အဲ့လိုတမတာပို့ပြီးတော့ကောင်းပါမယ်။အဲ့တော့မှဒါကဒီပါတာအဝမဖြစ်တဲ့အတွက်သူ့ရဲ့အတွင်း detail ဝင်သွားပေါ့နော်။အမအဲ့ comment ကိုပြန်တုံးမယ်။ ADHD အန်ဒါဒီဝမ်မိုင်းပေါ်မှာတင်လိုက်မယ်။အဲ့တော့ကိုကဒီပုံစံလိုချင်တာအဝမရဲ့အတွင်းမှာနော်။အဝမရဲ့အတွင်းမှာ လိုချင်တာစာရေးမယ်။ Okay. ရင်ဒါဆိုရင်တော့ဒါကလည်းအဝမရဲ့အတွင်းမှာရေးရဖြစ်သွားပါတယ်။အဲ့တော့ဒါကအဝမ်းမိုင်းဒီပေါ်မှာစာရင်းနေပဲဖြစ်ပါတယ်။ပြီးတော့မှဒီကို desktop နဲ့ပတ်သက်ပြီးတော့ပြောချင်တာကမတော်ဒီ test နဲ့ရေးရတဲ့အခါမှာဒီလို sample လေးတွေကိုအလွယ်တကူခေါ်ယူသုံးလို့မရပါဘူး။ m test သုံးမှသာပဲ test editor ဆိုရဲဘာပေါ်လာပြီအဲ့ဒီမှာ sample ဆိုရဲ box ကနေကိုလိုချင်တဲ့ sample တွေကိုယူသုံးလို့ရဖြစ်ပါတယ်အဲ့တော့ဒီ test မှာဒီ sample ၃ခုကိုသုံးချင်တယ်ဆိုရင် multi test scope ကိုတည်ထားရပါမယ်ပထမဆုံးတစ်ခုအနေနဲ့20 degree ကိုရရှိနေဆိုရင်မှတို့ dd မှာ dd under first point တက်မှတ်မယ် high ကဝမ်းလို့ထားလိုက်မယ် angle c ကို ခါစားပေါ်ပြီ20 20 degree ဒီရိုက်ဖို့အတွက်ဆန်ပယ်မရှိဘူးဒါဆိုရင် test code အနေနဲ့မှတ်ထားရမှာက55 D ဖြစ်ပါတယ်55 D ဒါဆိုရင်ဒါ degree test code တွေဖြစ်ပါတယ် keyboard ကနေ8ရဲ့ number 5ဖြစ်တဲ့ percent ပေါ့နော် percent ဆိုရဲသင်ကြတာလေအဲတော့ 8, 5, 5နှစ်ခါရိုက်ပြီးရင်အခရာ D ကိုရိုက်ပြရပါမယ် နောက်တစ်ခု diameter 50ဆိုတော့စာအုပ်ရေးခြင်းနဲ့ဆိုရင် diameter အတွက် dresscode က 855c sorry 855c ရဖြစ်ပါတယ်ပြီးမှ50ဒါဆိုရင် diameter 50နောက်တစ်ခု plus or minus tan ကိုရေးခြင်းနဲ့ဆိုရင် plus or minus tan ရဲ့ plus or minus ဘောနော့ sample ရဲ့ dresscode က 855b ဖြစ်ပါတယ် 855b 10 ဒါကတော့ဒီဒီမှာဒီ test မှာရေးတယ် test code က sample ရဲ့ test code 3ခုဖြစ်ပါတယ် sample 3ခုရဲ့ test code တွေဖြစ်ပါတယ်နောက်တစ်ခုကမောက်ခုရေးထားတဲ့စာရှိရဲ့အဲ့ဒီစာတွေကိုလိုသလိုပြင်ချင်နေဆိုရင်အဲ့ဒီစာတွေပေါ်မှာ double click လိုက်ပါဒါဆိုရင်ဒီ property box ကျလာပါလိမ့်မယ်အဲ့ဒီမှာဒီ test ဆိုတဲ့ box ရဲ့အောက်မှာ ကိုရေးထားတဲ့စာဒီမှာကိုပြင်ချင်ရင်ဒါပြင်လို့ရပါတယ်။ပြီးရင် test site ကိုလည်းပြင်ချင်တယ်ဆိုရင်ဒီမှာလာပြင်လို့ရပါတယ်။ဒါဆိုရင်ဒီမှာ test site ကကြီးသွားပြီပြန်သေးချင်တယ်ဆိုရင် wifi ဒါဆိုရင် test site သေးသွားပါပြီ။ပြီးတော့ web filter လေးပဲလာချင်းလို့ရပါတယ်။အဲတော့ကိုရေးထားတဲ့စာတွေကို edit လုပ်ချင်တယ်ဆိုရင်အဲဒီစာပေါ်မှာ double click ထောက်ပြီးတော့ ဒီ property bus ခေါ်ရင်လိုရပါတယ် property bus ကိုဒီဘုတ်ကနေခေါ်မယ်ဆိုရင်လည်း control 1နဲ့ခေါ်လို့ရပါတယ်ဒါကိုဆင်းပြီးရဲ့ညို့တုံးလို့ရမှာပါနောက်တစ်ခုက julida julida အသုံးပြုပါ julida ဆိုတာကတနည်းအားဖြင့်အညွန့်တက်တာပါပဲ m dash ကိုခေါ်ပြီးရော leader ထူတာပါ dimension တက်တာပါပဲเนาะအဲ့တော့ julida ရဲ့ dimension က0.5 L E and A. Our first letter by second point ပြီးရင် test way c o and test လို့ဒီကာစာရီရဲ့ဟိုနောက်မှာအပြာရောင်အပြာရောင်လေးနဲ့ပေါ့နော် mention ထားတယ် and test ဆိုတာလေးရှိရဲအဲ့စာလေးပေါ်လာပြီဆိုမှကိုကဒီနားမှာပါရေးချင်တာလေကိုရေးချင်တဲ့စာကိုဒီမှာရေးရပါမယ်ပြီး enter ဒါဆိုရင်ထွက်လိုက်မယ်။ငါတို့ဒီမှာဒါကကိုးဆင်းပြေတယ်လို့ပေါ့နော်။ဆိုထိုးလိုက်တဲ့ line အခုကမှ straight line ဖြစ်သွားတယ်။အဲတော့ဒီပုံစံဖြစ်သွားပြီပေါ့နော်။အဲ့တော့မှတော့ straight line မလိုချင်ဘူး။ dimension တက်တဲ့အခါမှာပုံလောက်လာလေးတက်ချင်တယ်။မြေကွေးလေးတုံးချင်တယ်ဆိုရင်ဂျူမီတာလို့လည်းရရဲ့ LE ဆိုလည်းရရဲ့ဂျူမီတာရဲ့ setting ကိုသွားမယ်။အဲ့ရဒီတိုင်း line arrow မှာ SB line ဆိုတာကိုရွေးပေးမယ်။ဒီမှာမြားပေါင်းပုံစံလေးရတယ်။ကိုနှစ်သက်တဲ့ပုံစံကိုရွေးပြီးလို့ရမယ်။ပြီးတော့ margin မျိုးဒီလိုမျိုးတွေအချိုးကိုရေးသွားတဲ့အခါမှာဒီလို ချိုးကိုရေးသွားတဲ့အခါမှာလည်းဒါဆိုရင်၃ခါပဲချိုးထားတယ်အဲ့လိုမသွားချင်ဘူးနမ်မောက်ပွားကိုကိုကြိုက်နေတတ်တယ်လို့သုံးချင်တယ်ဆိုရင် no limit မှာ on ခဲ့ပါ။ maximum ကတော့၃ကလို့ပြောထားတယ်။ ဒီရင် okay လိုက်ပါအဲ့တော့မှာတော့ဂျူနီတာထိုးကြည့်မယ်အဲ့တော့ဒီမှာဆိုရင်အကွေးလေးကြီးဖြစ်သွားပြီထက်ဆွဲခြင်းလေးဆွဲပါတော့နိုးလေးမထုတ်ထားတဲ့အတွက်ကြောင့်ပြီးပြီဆိုရင် and that way က0ပဲ m dash နဲ့ရေးမှဖြစ်တဲ့အတွက်ဒီမှာမာရစာရေးမယ် ပြီးဆိုရင်ပြန်လာမယ်ဒါ MJS ခေါ်ပြီးရောဂျူလီတာတက်တယ်နီးပါဒါကတော့ဂျူလီတာအသုံးပြုပုံလေးပဲဖြစ်ပါတယ်နောက်တစ်ခုကမားရပုံတွေဆွဲထားတာရှိနေအဲ့ဒီပုံကိုဒီပုံပေါ့နော်ပုံတစ်ပုံဆွဲထားရှိနေတယ် ီပေါ်မှာဆိုရင်တခုချင်းစီကအပိုင်းတခုစီဖြစ်နေရဲ့အဲ့လိုမဖြစ်ချင်ဘူးသူကိုဟို block ခေါ်ပြီးတော့လေပြန်လဲမတုံးချင်ဘူးလောလောဆယ်မှာပဲသူကိုဟို clear လိုက်တာနဲ့တခါတယ်တပေါင်းတစ်စီးရက်ဖြစ်သွားခြင်းနဲ့ပေါ့နော်အဲ့ဒီ object ကို group ဖွဲ့ပြရပါမယ် group ဖွဲ့ဖို့အတွက်ဆိုရင် group ရဲ့ command က g under ပြီးရင် slash object ကို group ဖွဲ့ခြင်းနဲ့ object ကို select ပါပြီးရင် enter ဒါဆိုရင်မားလို့သွားပြီးတော့ click ကြည့်လိုက်ရင်ဒါက object တစ်ခုပဲဖြစ်သွားပါပြီဒါ group ဖွဲ့လိုက်တာပါအဲ့လိုမျိုးတစ်ခါတလေမှာ group ဖွဲ့တဲ့အခါမှာ group ဖွဲ့မရဖြစ်နေတတ်ပါတယ်အဲ့လို group ဖွဲ့လို့မရဘူးဆိုလို့ရှိရင် screen ပေါ်မှာ right click နေလိုက်ပါပြီးရင် option တွေက selection ဆိုတာလေးကိုသွားလိုက်ပါ ဆက်လက်ရှင်နေရမှာဒီမှာ object grouping ဆိုတာလေးကိုတစ်ခါတလေမှာအမှန်ချိန်မထားတတ်ပါဘူးသူကိုအမှန်လားချိန်ပေးလိုက်ပါပြီးရင် apply okay လုပ်လိုက်ပါအဲ့ဒါမှသာ group ဖွဲ့လို့ရမှာဖြစ်ပါတယ်အဲဒီကွာအမားတို့ကဒီ view တွေကိုတစ်ခါတည်းမှာချဲ့ကြည့်လို့မရတော့တာကြီးဖြစ်တတ်ပါတယ်ဒီမှာဆိုရင် mouse ကဝီးလေးကိုအချင်းချဲ့လို့တဲ့အခါမှာ အကုန်ပုံလေးကုန်ကိုတခါလည်းမမြင်ရအောင်ဖြစ်နေရမျိုးဖြစ်တတ်ပါတယ်။အဲ့ခါမျိုးမှာဇက်ဇွန်မနောဇက်အန်ဒါအားလုံးချုံကြီးမှာဖြစ်တဲ့အတွက် e ဆိုပြီးတော့ comment ပေးလိုက်ပါ။ဒါဆိုရင်တော့အားလုံးမြင်ရပြီဖြစ်ပါတယ်။ဇက်အန်ဒါ e အန်ဒါပါ။ပြီးတော့မတို့တခါတလေမှာ စာကဲလေးတွေတိတိလေးတွေဆွဲရတာမျိုးရှိပါတယ်။စာကဲတိတိလေးတစ်ခုဆွဲထားလိုက်မယ်။ ဒီပုံမှာဆွဲလာခဲ့တဲ့ပုံတွေကစာကဲရဲ့အကြီးကြီးပေါ့နော်အဲ့လိုမျိုးကြီးအကြီးကြီးဆွဲထားတယ်အဲ့ဒီခါမှာတခါတလေမှာဒီမှာတော့ဒါဝိုင်းနေတည်းရေပေါ့နော်တချို့သုံးနာများလာတဲ့ခါမှာပုံကြီးရေစကေးကြီးရေနဲ့ဆွဲနေပြီးတော့စကေးတေးတေးလေးနဲ့ဆွဲထားတဲ့ပုံတွေမှာဆိုရင်စာကဲလေးတွေကဝိုင်းနေပဲနဲ့၄00ဖြစ်နေတက်တယ်အဲ့လိုခါမျိုးမှာဆိုရင် region လောက်ပြရပါမယ် region ဆိုတော့သူရဲ့ comment re enter ပါဒါဆိုရင်၄တောင်ဖြစ်နေတဲ့စဝိုင်းတွေက၄တောင်ဆိုတဲ့ polygon ပုံစံပေါ့နော်တောင်ချိုးကြီးဖြစ်နေရဲ့ပုံစံတွေဟာ circle ဆွဲထားရင် circle လိုမျိုးပြန်ပြီးဝိုင်းဝိုင်းဆက်ဆက်လေးပြန်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီလို file ကတော့ဒီတော့ပါပဲ